်မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့နံဝင်မာတန်းမြန်မာသားဖက်စာထဲမှာပါဝင်တဲ့ကြပြာလေးတစ်ပုဒ်ကိုရုပ်ဖက်ပြပေးသွားမှာဖြစ်ပါတယ်ကြပြာလေးကတော့လင်းငါကြပြာမျိုးအစားဖြစ်ပြီးတော့ကြပြာဆရာကြီး မင်းယူဝေရနေပြီးတော့ရင်ရေးသားခဲ့တာဖြစ်ပါတယ်20ရာစုကဗျာမျိုးစားလေးဖြစ်ပြီးတော့ကဗျာရဲ့နာမည်ကတော့လောကအလှဆင်နေဤတဲ့เนาะဒီကဗျာလေးမှာဒီကဗျာလေးကိုမယူဖက်ခင်မှာကဗျာစာစိုကနေပြီးတော့ရင်ဒီကဗျာလေးရဲ့เนาะအတိတ်ပဲလေးတွေရည်ညွှန်းချက်ကလေးတွေကိုသိမြင်ရမှာဖြစ်ပါတယ်တရိစ္ဆာန်မင်းဖြစ်ပေမဲ့လဲစာဝင့်နေရဲ့အဲ့အတွက် ကိုယ်တိုင်ဒီထွင်ကြံစကလုတ်ကင်ဆောင်ရွက်ရပဆောင်ရွက်ရတဲ့ပုံလေးပုံကိုဒီကပြားလေးထဲမှာကြည်သိမြင်ရမှာဖြစ်ပါတယ်။နောက်လူသားတွေဟာလည်းဘဝမှာခင်မီဖွမျိုးတိုးတက်အောင်ကြံဆောင်ကြိုးပမ်းဆောင်ရွက်ကြတဲ့ပုံလေးနောက်အလုံးသောတတ္တဝါတွေဟာညီညီညာညာစုပေါင်းကလောကရဲ့ကောင်းကျိုးဆောင်ရွက်နေကြမယ်ဆိုလို့ရှိရင် လောကကိုအလှဆင်ပေးနေတဲ့သူတွေဖြစ်ကြောင်းဆိုပြီးတော့ရင် လောကအလှဆင်နေအီးဆိုတဲ့ကြပြာလေးမှာလေလာတွေ့ရှိရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီကြပြာလေးကိုဖတ်ကြည့်အောင်။လောကအလှဆင်နေအီးကြည်စန်းအဆွေငွေပိုးငွေပိုးကောင်ငယ်အာမန်ကြွေ၍တွတ်တွတ်ရှက်လိန်ပိုးမြင်အိမ်ကိုတည်ငိမ်တီဆောက်နေပြီ။ဝိယီစုံစားပြားအများလဲမနာမနေ တီးဆောက်နေသည် ရွှေရီပြုတ်ပြုတ်ပြားလက်ပေါ်တွာတွာကြည်ကြည်အော်ကမီလျက်ညီညာကြိုးစားစာငှက်များလဲပြန်ပြန်လွားလေဝဲတသေးသေးနဲ့တွဲလီတွဲလောင်းစာဘူးတောင်းကို ပူပေါင်းဆောက်တီးစီရည်ကြီးဒီမာလူသားအလုတ်သမားလဲတရာလန်းတာအိမ်ခန်းပါနဲ့တိုက်တာဆက်ယုံအစုံစုံကိုစွမ်းကုန်ရှိသမျှအာမန်ပြလျက်တီးကြဆောက်ကြ ထူထောင်ကြသည် လောက အလှဆင်နေ၏တဲ့ကဲဒါလေးကတော့လောက အလှဆင်နေ၏ဆိုတဲ့ကြပြလေးဖြစ်ပါတယ်နဝင်မာတန်မြန်မာသာဖက်စာမှာပါဝင်တဲ့လင်းငါကြပြအမျိုးအစားဖြစ်ပြီးတော့ဆရာကြီးမင်းမင်းယူဝေရနေပြီးတော့ရင်ရေးဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်ရှင်လောက အလှဆင်နေ၏ကျေးဇူးတင်ပါတယ်ရှင်